မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတစ်ပုဒ်အနေနဲ့ မင်းအောင်လိုင်းရဲ့ကျိုင်းတုံရေဒီယာနဲ့လာရှိုအနီထားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းကနိုင်ငံအတွင်းမြည်သူတော်ပြဿနာကြီးငင်နဲ့ကြုံရစေကမူ၎င်းအတွက်အကျိုးရှိမယ်ဆိုရင်ပြည်ရင်းပြည်ပါသွားချင်ရသွားတတ်သူဖြစ်ပါတယ်။ဒီထဲမှာအကျိန်ပေါင်းများစွာသွားရောက်ခဲ့တာကကျိုင်းတုံဖြစ်တည်တာစွာထွက်ပေါ်လာခဲ့ပါတယ်။သွားရတဲ့တခုတည်းသောအကြောင်းရင်းကလည်းရေဒီယာခြေဖို့ပဲဖြစ်ပါတယ်။ပြည်သူများ၎င်းပေါ်ချစ်ခင်လေးစားမှုရှိလာအောင်ကြံဆောင်ဖို့ခေါင်းထဲမှာမရှိတနက်နဲ့ရေဒီယာကောင်းကောင်းရှိရင်လှုပ်ချင်တာလှုပ်လို့ရတယ်လို့ရှုံချင်တဲ့ဒီမိုက်တွင်းတဲ့နေသူတအုပ်လေးဖြစ်ပါတယ်။ ရှည်တန်းစကန်းတွေကိုတာဝန်ရောက်ရှိရမယ်ရတရားခြေဖို့ကမပြတ်မကွက်သွားသူဖြစ်ပါရင်နောက်ဆုံးခီးမှာတော့မင်းမြောက်တစား၅ပါးမှာတစ်ပါးပါဝင် ဖြစ်တဲ့လောကတရပူဖျားမှာဌာပနာထားရှိဖို့တရပူကြီးကိုသွားလူတန်းခဲ့ပြီးဖြစ်တယ်လို့ရေးသားလာခဲ့ပါတယ်၎င်းရှည်တရားခြေဖို့အတွက်အစအစအရာတုံတင်ညွှန်ပြနေတဲ့ဝစီဘိတ်ကိုတော့လည်းပါတယ်လို့သိရပါတယ် ဝစီဘိတ်ကိုတော့ကအာနာသိမ့်မှုကိုစန့်ကျင်ဆန္ဒပြနေတဲ့ဖြီသူတွေကိုရေတရာခြေတဲ့အနေနဲ့ခေါင်းကိုတက်တက်ပြဖို့ညွန်ကြားသူဖြစ်လူသည့်များပါတယ်။မြန်အောင်လိုင်းကဒီဇင်ဘာလမှာရွှေကောက်ပွဲလုပ်ဖို့ရှိနေလို့ဒီရွှေကောက်ပွဲကိုလူလူအတိမတ်ပြုသည်မပြုသည်အပါထားဖိပကအတိမတ်ပြုဖို့အရေးကြီးနေပါတယ်။အာဆီယံအစည်းအဝေးလာခေါင်းဆောင်တွေကစင်ပေါ်တက်လက်ချင်းချိန်နေချိန်မှာမြန်အောင်လိုင်းက၎င်းတို့ကိုကျိုင်းတုံမှနေပြီးရေတရာနဲ့တိုက်နေတယ်လို့သိဟန်တော့မတူ။နန်းတရန်ရှိရွယ်ပြီးတရဖူကြီးကိုလူရန်ချန်လေးဖြစ်လို့ရွှေကောက်ပွဲပြီးမှသမရဖြစ်ဖို့ရှိရွယ်နေခြင်းဖြစ်တာကထင်ရှားနေပါတယ်။ င်တမနာဖြစ်ဖို့ကရွေးကောက်ပွဲလုံနိုင်ဖို့သာအရေးကြီးပါတယ်ကျန်နာပါတစ်ခုမှစိုးရင်စရာမလုံ၎င်းကိုပံ့ပိုးပေးကြမယ်သူရင်းကလည်းပါတီရီထောင်ကအရှန်တင့်ဖြစ်နေကြပါတယ်မဲမလာထဲမှာကိုလည်းမပူရမျက်လုံးတောက်ထဆောင်ကြည့်နေတဲ့စိတ်အိမ်မှုရှာအိမ်မှုတွေရှိမှဘသူကမဲမထင်ရဲပဲနေမလဲစင်ကာပူလိုမဲမထင်ပဲနေလို့မရလို့တော့မှဥပဒေထုတ်ကောင်းထုတ်လာနိုင်နေ၎င်းကိုပံ့ပိုးပေးဖို့မဟုတ်ပဲစင်ဖမ်းမယ်ကြားဖမ်းမယ်လို့ကြွေးကြော်ကလွတ်တော်တဲ့ဝိညာဉ်ကြံစီနေသူတွေကိုအမတ်နေရာစေကနန်းလောက်သာရအောင်စီမံပြီးကြံ့ဖို့ကိုအပြုကစင်ကာပူလို ုံစံမျိုးနဲ့ရာသက်ပံသမရလုပ်ဖို့ဒီလေးတဲ့တိုင်အောင်ဆောင်နေခဲ့ပြီးဖြစ်ပါတယ်။ ၎င်းဘဝပြဿနာတစ်ခုသာရှိရင်ဒါက၎င်းထိန်းချုပ်ထားတဲ့နေမြေများတွန်လိုင်းဖွဲ့တွေကြောင့်ထပ်ပြီးတော့ကြုံမသွားဖို့အရေးကြီးတယ်။အခုပဲအာဆီယံကရှာကိုင်းတော့အနည်းငယ်လောက်မဲလာထဲမဲရွှေကောက်ပွဲမျိုးကအတိတ်ပဲမရှိလို့ဖော်ထုတ်ပြောဆိုလာပြီးဖြစ်ပါတယ်။နိုင်ငံအနှံ့တွန်လန့်ဆန်းကျင်မှုတွေနဲ့ရင်ဆိုင်လာရပြီးအရှင်းနိုင်လာချိန်မှာတစ်ဖက်ကတိုက်လီရင်များစေလွတ်ကတပ်ဖြတ်ရင်းတစ်ဖက်မှာလည်းဖျားပထိုးတွေကိုဗိတ်တိတ်ပွဲများလောက်ကအများနီးတူလုပ်နေတာဖြစ်ပါတယ်။၎င်းလက်ထက်မှာတိုင်းပြည်ကရွှေချောင်းပြောင်ပြောင်ဝမ်းခေါင်ကောင်ပေါ်ဝါကွက်တီချောင်းရောက်လာခဲ့ပါတယ်။ပွင့်ပြူမျိုးနဲ့အတွင်းရှိ ကျေးရွာငယ်လေးရဲ့ဖခင်မဒီမော်စကိုထိတောင်မှာခြေဆက်ပြီးအောင်ပီအောင်ပီအောင်ပီလို့တော့ကျွေးကြော်ရဲသူဖြစ်ပါတယ်။မင်းအောင်လိုင်းကရှက်တရားတွေကို၎င်းကိုကဲတင်နိုင်ခြင်းမရှိဘဲစိတ်ဆင်းရဲကိုဆင်းရဲကြီးစွာနဲ့လေးနှစ်လုံးလုံးနေလာခဲ့ရတဲ့အဖြစ်ကသက်သေခံနေပါတယ်။2020ရွှေကောက်ပွဲမတိုင်ခင်ကလည်းဘကိုးရှိထီးလို့မင်းလို့ဖခင်မထီးတော့တင်ခဲ့ပြီးရဲတရားခြေခဲ့တော်လဲအောင်မြင်ခြင်းမရှိဘဲတိုင်းပြည်ပြည်ကြီးကိုဒါတပြပြနဲ့အုပ်ချုပ်နေုံတာမကနိုင်ငံတကာရာဆွေခုံရုံးရဲ့ဝရမ်းပြေးဘဝရောက်ရအောင်မှလည်းဖြစ်ပါတယ်။လာရှိုးမှာဆိုရင်တရုတ်အထူးသံတမန်တင်ရှိ ချင်းကမေ AB လ22ရက်နေ့ MND မှာလာရှုကိုစစ်တပ်ကိုပြန်ပေးခဲ့မှုကိုကြီးကြပ်ပေးခဲ့တာကလွဲရင်ဒီကနေ့ထိအပြစ်ခတ်ရစဲမှုစောင့်ကြည့်ရင်ရုံကိုဖွင့်လင့်ရုံထိုင်ချက်မရှိသေးဘူးလို့သိရပါတယ်။အဝေးမှာဒါနှစ်ဖက်စလုံးအားစစ်ဆေးမှုအရာထိတွေ့မှုမရှိဘူးညွန်ကြားနေပါတယ်။ ၎င်းကစစ်အုပ်စုပေါ်ရှုံ့ကြည့်ခြင်းမရှိသေးတာကြောင့်လို့ MNDA နဲ့နှိစက်တဲ့သတင်းရက်ွက်တစ်ခုကပြောပြခဲ့ပါတယ်။အခုထိလည်းအရှိမြောက်တိုင်းစစ်ဌာနချုပ်ကို PMT ထောင်းနိုင်သေးပဲလာရှိုးတက်ကတော်ဝင်းအတွင်းနဲ့မြို့ရဲရှိတပ်စခန်းတွေမှာသာတက်ဆွဲထားဆဲဖြစ်ပါတယ်။ MNDA ကလည်း၎င်းတို့ရဲ့ဆက်သွယ်ရေးရုံမဖွင့်နိုင်သေးပဲမြို့စုရှင်ဟိုပိတ်ရွာမှာသာအုပ်ချုပ်ရေးရုံဖွင့်ထားပါတယ်။ မြို့ထဲမှာလည်းလူရက်ဓမြတိုင်မှုတွေကရဲစခန်းနီးမှာပါမကျန်းဖြစ်ပွားနေပြီးတကြိုးခိုးသူတွေသာဖမ်းဆီးခံနေရပါတယ်ညဘက်တွေမှာအပြစ်မထွက်ရဲကြလို့၆ကတ်နေရတယ်လို့သိရပါတယ်စစ်တပ်အတွက်လည်းစီးပွားရေးရတွက်ချေမကင်ဖြစ်နေပါတယ်ရခိုင်ဒေါ်လာ6ဘီလီယံခန့်ရှိတဲ့နေဆက်ကုန်သွင်းရေးက TNL မှာနောက်ချိုကြောင့်မဲဒီဘောရုကိုတင်ပိုင်ထားတာကြောင့်ရပ်တန့်နေပြီဖြစ်ပါတယ်နောက်ထပ်ရရှိထားတဲ့ writer သတင်းတွေရဘင်္ဂလားဒေ့ရှ်အစိုးရမှရှန်ကုန်ရှိ၎င်းတို့ရဲ့တာမန်ကြီးကိုချက်ချင်းပြန်လာဖို့ဆင့်ခေါ်လိုက်ပြီလို့သိရပါတယ်ပြီးခဲ့တဲ့အပတ်တွင်အာရခတက်တော်နဲ့ဆက်သွယ် ွင်ရေးလမ်းကြောင်းဖွင့်လှစ်ထားတယ်လို့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကထုတ်ပေါ်ပြောဆိုပြီးရနောက်နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာနေပြီဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မွန်ပြည်နယ်ရဲ့မြို့နယ်နှစ်ခုမှာစစ်ကောင်စီတပ်အင်အားတိုးချဲ့လာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ရဲ့ဘီးလင်းမြို့နယ်နဲ့တထုံမြို့နယ်ရှိတပ်စခန်းနေစီစစ်ကောင်စီဘက်ကတပ်အင်အားတိုးချဲ့လာတာကြောင့်နှစ်ဖက်စီရင်ပုံမတင်းမာနေရလို့ KNU တထုံခရိုင်တွင်ရင်မှုဘဒူစောအီနိုင်ကသတင်းဌာနကိုပြောပါတယ်။စစ်ကောင်စီတပ်ကအခုမေလာတွင်တထုံမြို့နယ်ပိန်းနေတော်တပ်စခန်းနဲ့ဘီးလင်းမြို့နယ်ဝင်းတ ြပန်နတ်ကြီးတက်စကန်နီတန်တက်အင်အားတွေထပ်မံဖြည့်တင်းနေတာဖြစ်ပါတယ်။အဲ့ဒီစကန်နီတန်အနည်းဆုံးအင်အား300ကနေ900ထိဖြည့်တင်းထားဆဲဖြစ်ပြီးနေ့စဉ်နဲ့များလက်နက်ကြီးပစ်ခတ်မှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်။စစ်ကောင်စီတပ်ရဲ့အင်အားဖြည့်တင်းမှုတွေကလက်လွတ်ဆုံးရှုံးထားခဲ့ရတဲ့စကန်တွေကိုပြန်လည်သိမ်းယူဖို့နဲ့ခန့်ဆက်အတွက်ကြိုတင်ပြင်ဆင်ထားနိုင်တာဖြစ်တယ်လို့ဘဒူစောအီနိုင်ကသုံးသပ်ထားပါတယ်။ ။တဖက်မှာတော့စစ်ကောင်စီတပ်ကတထုံခရိုင်တွင်းရှိမြို့နယ်တွေဖြစ်တဲ့ကြိုက်ထိုဘီလင်းနဲ့တထုံမြို့နယ်တို့မှာနေစင်နေများလက်နက်ကြီးပြခတ်တာတွေရှိနေပြီးလေကြောင်းကင်းထောက်တာတွေဆက်လက်လှုပ်ဆောင်နေတာပါ။အလားတူစစ်ကောင်စီတပ်ကတော်လန်းအင်အားစုတွေလှုပ်ရှားမှုအားကောင်းနေမွန်ပြည်နယ်တောင်ပိုင်းရေမြို့နယ်မှာတိုက်အင်အားအများပြားပြည်တင်းထားပြီးခက်စစ်ပြင်ဆင်မှုတွေတုံ့ပြန်ထားပါတယ်။စစ်ကောင်စီတပ်ရဲ့တိုက်အင်အားပြည်တင်းမှုတွေကြောင့်လာမယ့်မိုးရသီမှလည်းနှစ်ဖက်တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တယ်လို့တော်လိုင်းတက်တွေကသတိပေးထားပါတယ်ဆက်လက်ပြီးမြမအရေးဖြစ်ရှင်ဖို့အာဆီယံရဲ့မူငါချက်ကမလုံလောက်ပဲအတင်းအ င်ချက်ဖိအားပေးဆွေးနွေးစီခြင်းမျိုးကိုလက်မခံနိုင်လို့ NUG တုံ့ပြန်နေကြောင်းတင်ဆက်ပေးပါမယ်။ဆရာနာသိမ်းမှုကြောင့်ဖြစ်ပေါ်နေရှိတဲ့မြမရှိကိစ္စရများဖြေရှင်းဖို့အာဆီယံဖွဲ့ကချမှတ်ထားတဲ့မူငါးချက်နဲ့မလုံလောက်သလိုအတိတ်အကျက်ဖိအားပေးဆွေးနွေးစီခြင်းမျိုးလက်မခံနိုင်ကြောင်းမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံကတုံ့ပြန်ပြောဆိုပါတယ်။အာဆီယံအနေနဲ့မြမအရေးဆောင်ရွက်ရာမှာစစ်ကောင်ဆောင်ကိုယ်တိုင်သဘောတူညီပြီးလိုင်းနာမှုမရှိတဲ့မူငါးချက်ကိုသာကန်ဆွဲနေခြင်းထက်ထိရောက်မဲ့ဖိအားပေးမှုတွေကိုဆွေးနွေးတိုင်ပင်လောက်ကင်တင်ကြောင်းဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံး လက်ကထောက်ပြပြောဆိုပါတယ်ဒီမူငါချက်နဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့အရေးကိစ္စကိုဖြေရှင်းဖို့မလုံလောက်ဘူးအဲ့ဒီလိုမဟုတ်ပေအတင်းအကျပ်ပြပပြီးပြောဆိုဆွေးနွေးစည်းတာမျိုးတော့ကျွန်တော်တို့လက်မခံနိုင်မှုဆိုတာပြောထားပြီးသားဖြစ်တယ်လို့ဆိုပါတယ်ဒါအပြင် NUG အစိုးရအနေနဲ့၎င်းတို့နဲ့တော်လိုင်းရင်ရစုတွေထုတ်ထားတဲ့ပုံသဘောတူညီချက်နိုင်ငံရဲ့ရည်တည်ချက်တွေပေါ်အာမမခံနိုင်အခြေခံနိုင်မှသာလျှင် စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်းဦးနေဖုံးလည်းပြောဆိုကြရန်ထင်ရပါတယ်။ထားအတူမြမအရေးနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံမှာအခုရက်တွင်ကျင်းပခဲ့တဲ့56ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအပြီးတီးတန့်သဘောထားကြေညာချက်ပေါ်လဲ NUG ကမေလ28ရက်ညပိုင်းမှာသဘောထားရက်တိချက်ထုတ်ပြန်ခဲ့ပါတယ်။အာဆီယံရဲ့အခမ်းကဏ္ဍကမြန်မာနိုင်ငံအတွက်အလွန်အရေးပါတယ်လို့ယုံကြည်သလိုအရက်သားတွေနဲ့အဆောင်အီပေါ်အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့အပါအဝင်စတဲ့အာဆီယံရဲ့တိုက်တွန်းချက်ကို NUG အနေနဲ့ကြိုဆိုကြောင်းဖော်ပြထားပါတယ်။ဒါ့အပြင်အရက်သား ရီရဲ့ဘီကင်းမှုနဲ့လုံခြုံမှုကိုတိကျသိကြတဲ့အရေးယူမှုတွေပြုလုပ်နိုင်ဖို့အတွက်အာဆီယံရဲ့ဦးဆောင်မှုနဲ့နိုင်ငံတကာမှပါဝင်လာတော့စနစ်ကျတဲ့ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရန်တရားမျိုးရှိတဲ့အကြောင်းထုတ်ပြန်ကြေညာတင်ရပါတယ် အဲ့ဒီလိုမရှိပါကအရက်သားတွေကိုထိရောက်စွာကင်တွင်နိုင်မှာမဟုတ်သလိုမြန်မာတွေကိုယ်တိုင်ဦးဆောင်တဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးနိုင်ငံဖြည့်ရှင်မှုရရှိဖို့ဂျိုးပန်းရမှာပြည်သူများဦးဆောင်ဆင်နွှဲတဲ့ຫນွေဦးတော်လိုင်းရဲ့အန်တီမာရှိမချက်ပန်းတိုင်ကိုလည်း NUG ကဖော်ပြပါရယ်ဆက်အာနာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးစစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ပေါ်ထွန်းရေးအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဖော်ဆောင်နိုင်ရေးတို့အတွက်အပြည့်အဝသဘောတူတာဝန်ယူတာဝန်ခံနိုင်တဲ့မြေတီဖွဲ့စည်းနဲ့မဆိုယုံကြည်မှုတည်ဆောက်ဖို့အသင့်ရှိတယ်လို့ဆိုပါရယ် နောက်ထပ်တပုတ်နေနဲ့မော်ဘီမာလီတက်မီတာစုဝင်တက်ကုန်းကြီးချင်းရွာအုပ်ချုပ်ရေးမှုအောင်သူနဲ့ဆွေမျိုးများဖွင့်လှစ်ထားတဲ့ဆိုင်ကမ်းများကိုလက်ပစ်ဘုံတွေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှန်ကုန်းမြို့မော်ဘီမြို့နယ်မှာလီတက်မီတာစုဝင်တက်ကုန်းကြီးချင်းရွာအုပ်ချုပ်ရေးမှုအောင်သူရဲ့ဆွေမျိုးများဖွင့်လှစ်ထားတဲ့ဆိုင်ကမ်းတွေကိုလက်ပစ်ဘုံ၃လုံးပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ရှန်ကုန်းအာမီမာတာဝန်ရှိသူတောင်းကပြောပါရတယ်။မေလ29ရက်နေ့ည9:55မိနစ်ခန့်ချိန်မော်ဘီမြို့နယ်မှာအကြံဖက်စစ်တပ်ရဲ့လီတက်မီတာစုဝင်ဖြစ်သူတက်ကုန်းကြီးချင်းရွာအုပ်ချုပ်ရေးမှုအောင်သူရဲ့ ဲဆွေမျိုးများဖွင့်လှစ်ထားတဲ့ဆိုင်ကန်းအတွဲ၃ကန်းကိုလက်ပစ်ပုံ၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်ထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးဘဲတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တက္ကံကြီးကြီးရွာအုပ်ချုပ်ရေးမှူးအောင်သူရဲ့တမျိုးလုံးကလီတက်အငင်းစားတွေပါနောက်ပြီးညီငယ်ဆုံးကလည်းလက်ရှိလီတက်မှာဝိုင်းအိမ်မောင်းပြီးခွေးဆက်ခင်းနေသူပါအောင်သူရဲ့ဆွေမျိုးတွေဖွင့်လှစ်ထားတဲ့ဆိုင်ကန်းအတွဲ၃ကန်းကိုလက်ပစ်ပုံ၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ရန်ကုန်အာမီမတာဝန်ရှိသူတောင်းကပြောပါတယ်။အဆိုပါတိုက် က်ခိုက်မှုကိုရှန်ကုန်အာမီနဲ့အနောက်ပိုင်းခင်ပါကဖာတို့ပူးပေါင်းလုဆောင်ခဲ့ပြီးလေတံမှာတာဝန်ထမ်းဆောင်နေတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားတွေရဲ့ဆွေမျိုးတွေကိုလည်းဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းရှန်ကုန်အာမီမှာတာဝန်ရှိသူတအုပ်ကဆက်လက်ပြောကြားခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။